ဝင်ခဲ့တဲ့ဖျားအဆူဆူနဲ့နောင်ပွင့်မဲ့မြတ်စွာဘုရားအိန္ဒိယနိုင်ငံတစ်ခုထဲမှာပဲပွင့်မဲ့ပွင့်ခဲ့တယ်ဆိုတာဟုတ်ပါသလားယခင်ဖျားရှင်များပွင့်တော်မူခဲ့တဲ့အချိန်တော့လူတန်တန်း2000ရှီရှိရလို့သိရပြီးယနေ့သိပ္ပံခေတ်မှတ်တမ်းများရလူသားတွေဟာအသက်ကို2000နဲ့ချီပြီးနေခဲ့တာမရှိပါဘူးဒီကွဲလွဲမှုအပေါ်မှာအရှင်ဘုရားရဲ့အမြင်ကိုမိန်ကြားပြီးတော်မူပါ ွင့်ခဲ့တဲ့ဘုရားဆုစုနောက်ပွင့်မဲ့မြတ်စွာဘုရားအိန္ဒိယပြည်တခုထဲမှာပွင့်လာဆိုတာဒီကနေ့ပြည်ပုံနဲ့တော့အိန္ဒိယလို့ပြောရမှာပေါ့မှန်ပါဗျာစာပေတွေမှာဆိုထားတဲ့ဘုရားကဒီမှာပဲပွင့်ရမယ်လို့တော့သတ်မှတ်ထားတာတော့မဟုတ်ဘူးသို့တော့ဘုရားဝန္တာကျမ်းစာလို့ပြောရတဲ့နောက်မှရေးတဲ့အထက်ကထာတို့ဒီကတို့အဆိုမှာတော့ဒီမရှိမတေသလို့ဆိုတဲ့သဘူရိတ်ကျောင်းမှာပဲဒီဘုရားဆိုပွင့်တယ် တော့ဒီလိုပွင့်နေဆိုတာဟုတ်တယ်အဲ့လိုပဲပြောတာဖြစ်တယ်အဲ့ဥဆောင်အိန္ဒိယပြည်လို့သတ်မှတ်လို့ရနိုင်မှာလားဗျာအိန္ဒိယလို့ခေါ်တာကခုမှခေါ်တာလေမှန်ပါဗျာရခိုင်တော့အိန္ဒိယလို့မရှိခဲ့ဘူးမှန်ပါဗျာအိန္ဒိယဆိုတာအိန္ဒုမြင့်ဝမ်းကိုအကြောင်းပြုပြီးအိန္ဒိယလို့ခေါ်လာတာဟုတ်မှန်ပါဗျာရှင်းတော့တော့မစ္စမဒေတာဆိုတဲ့ခေါ်နေသဗူဒီပဆိုတဲ့ခေါ်ပဲရှိတယ်အခေါ်တွေကတော့ပြောင်းတာပေါ့နော်မှန်ပါဗျာဖျားပွင့်တဲ့အချိန်တော့လည်းအခုလက်ရှိအိန္ဒိယနိုင်ငံသားတွေဟုတ်ချမဟုတ်ပါဘူးမှန်ပါဗျာဒီဒီပုံစံဟုတ်ချမဟုတ်ပါဘူး ်ပါဗျာအမျိုးမျိုးပြောင်းနေတာပဲဥစ္စာဗမာတွေတောင်မှပဲဟိုပဲလောင်မင်းတရားဥအောင်စရာတို့လက်ထက်ကလူတွေကထော်ထော်ချိုင်းချိုင်းကြီးတွေရောင်ကြီးတွေနဲ့အခုလို့ငပိန်ငချောက်လေးတွေမှမဟုတ်တာမှန်ပါဗျာဟုတ်တယ်မဟုတ်လားမှန်ပါဗမာတွေပဲကြည့်အောင်ပေါ့နော်ပုံစံတွေကပြောင်းသွားပြီလေမှန်ပါဗျာအဲ့တော့အိန္ဒိယဖျားစုစုနောက်ပွင့်မဲ့ဖျားတွေကလည်းအိန္ဒိယမှာပွင့်နေဆိုတာဟုတ်တယ်မှန်ပါဗျာအကြောင်းကတော့ ဒါတော့ဖုံးဖုံးရဲ့ကိုပိုင်စဉ်းစားချက်ပါမှန်ပါဗျာဆိုတာဟုတ်တယ်အဲ့မဇ္ဈိမဒေသမှာပဲပွင့်မယ်ဆိုတာဟုတ်တယ်ဒီဘုရားကရာမာဘောရိပြင်ပဲဒီနေရာမှာပဲဖြစ်တယ်ဆိုတာတို့စေရုံအကြောင်းကလည်းဒီနေရာမှာပဲလို့ဆိုတာတော့ဟုတ်တယ်မှန်ပါဗျာအဲ့လိုပဲအဆိုရှိတယ်တိကပါမှာမှန်ပါဗျာကဘာကြီးကစပြီးတော့ကုန်းမြေတွေပေါ်လာတာဘယ်နေရာအမြင့်ဆုံးလဲခိမွန်တာတောင်ဖြစ်မှာဗျာခိမွန်တာအမြင့်ဆုံး တာဟိမွန်တာဘသူပဲမှရှိတော့အိန္ဒိယနာမှာပဲအိန္ဒိယနာမှာရှိဟုတ်တယ်မဟုတ်လားအဲ့တော့ဖះရေတဲ့ပွင့်တော့မဟုတ်တာမှန်ပါဗျာကုန်းပေါ်လာတဲ့အခါမှာကုန်းပေါ်မှာလူရင်ချေမှုတွေစတင်လာတဲ့နေရာဖះပွင့်တဲ့နေရာဖြစ်မှာပေါ့မှန်ပါဗျာအခုဒီဥရောပလူတွေကခုမှကျင့်ကြေးတာလေမှန်ပါဗျာအရင်တော့ရိုင်းဆိုင်နေလူရိုင်းသာသာပဲရှိတယ်လေမှန်ပါဗျာဒီအိန္ဒိယနိုင်ငံတို့ဆိုတာနေပေါ်များဆိုတာလူရင်ချေတွေနေလာခဲ့တယ်နေမှန်ပါဗျာအဲ့တော့ရိုင်းဆိုင်နဲ့ ယင်ကြီးတဲ့ထဲမှာဆိုရင်ဖျားဖြစ်တာအရင်ဆိုင်တဲ့ကဖြစ်မလားယင်ကြီးတဲ့ဖြစ်မလားယင်ကြီးတဲ့ထဲမှာယင်ကြီးတဲ့ထဲဖြစ်မှာကဘာမြေမှာစပေါ်တာကဒီနေရာစပေါ်တာအမြင့်ဆုံးကုန်းမြေစပေါ်ပြီးတော့လူသားတွေမျိုးနွယ်တွေရောက်လာပြီးတော့အကျင့်တိလကောင်းတဲ့လူမျိုးတွေဟာဒီမှာပဲမှန်ပါဗျာနေကြတာဖြစ်ဗမာရဲ့ရာဇဝင်ကိုကြည့်မဲ့ဆိုရင်ဒီကနေ့ပခိုးလို့ခေါ်တဲ့နေရာဟာဟန္တာဝရီတို့ရှေးဟောင်းနာမည်မှာမှန်ပါ ကုန်းမြေတရားဟင်းသာငဲ့တစ်ခေါင်ပဲနားတာတဲ့ဆိုလို့ဟင်းသာငဲ့နှစ်ခေါင်ထပ်ပြီးနားနေတဲ့ဟာလေးမှန်ပါဗျာတုတ်ပေးထားမှောလားမှန်ပါဗျာအခုလို့ကုန်းပေါ်တာကြာမမကြာသေးတာအကုန်းမမပေါ်ရင်ဘလို့လို့ဖျားပွင့်လို့ရမှန်ပါဗျာတခြားနေရာတွေကလည်းအကုန်လုံးမြေအောက်ရောက်နေဘလို့လို့ပွင့်လို့ရမှန်ပါဗျာလူရင်ကြီးမှုတွေလူနေမှုကလည်းပဲသူတို့စတင်တော့မဟုတ်အဲ့တော့အိန္ဒိယနိုင်ငံမှာအိန္ဒုယဉ်ကျေးမှုဆိုတာနှစ်ပေါင်းများစွာကြာခဲ့တယ်။မှန်ပါဗျာ။ယဉ်ကျေးမှုစောတယ် တော့ယဉ်ကျေးတဲ့ပုံကိုယ်ရရဲ့ဒေသမျိုးမှာပဲသူတော်စင်သူတော်မြတ်ဆိုတာလည်းပေါ်ထွန်းมาဖြစ်တယ်မှန်ပါအဲ့ဒီရှုတော့ကပဲကြည့်ကြည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်မှန်ပါဗျာမှန်ပါရှခင်ဘုရားရှင်မြတ်ပွင့်တော်မူတဲ့ချိန်တုန်းကလူသက်တမ်း2000ဆိုတာဒါဒါသူအမှတ်မှားနေတယ်ဘုရားတွေကအဆူဆူပွင့်တဲ့အခါမှာအနှစ်1000လို့ပြောတာမဟုတ်ဘူးမှန်ပါဗျာနော်ယခင်ဘုရားတွေဆိုတာဘုရားပေါင်းများဆိုတာတချို့ဘုရားကတသိန်းတန်းမှာပွင့်တယ်တချို့ဘုရားက7000တန်းမှာပွင့်တယ် အဲ့လိုအမျိုးမျိုးရှိတယ်မှန်ပါဗျာဒီဗဒကဘာတစ်ခုတည်းမှာကပထမဆုံးပွင့်တာက4000နတ်မှာပွင့်တယ်မှန်ပါဗျာနော်ဒုတိယပွင့်တဲ့ဖရာက3000နတ်မှာပွင့်တယ်တတိယပွင့်တဲ့ဖရာက2000နတ်မှာပွင့်တယ်စတုထပွင့်တဲ့ဖရာက100နတ်မှာပွင့်တယ်တမပါဗျာဒါပါရမီပြည့်တာနဲ့တိုက်ဆိုင်မှုတွေနဲ့အဲ့လိုသွားတာမှန်ပါဗျာအဲ့တော့သူပြောတဲ့ဒုသက်တန်2000လို့သိရပြီဆိုတော့သူသိတာမှားနေတယ်မှန်ပါဗျာ ယနေ့သိပ္ပံခေမှတ်တမ်းများအရလူသားတွေအသက်2000နဲ့ချီပြီးနေကြတာမရှိပါဘူးဆိုသူဘာထောက်ထားနဲ့ပြောမှာမှန်ပါဗျာဒါမရှိပါဘူးလို့သူပြောနိုင်ခွင့်မရှိဘူးလေပြောလို့မရမှန်ပါဗျာဒီကွဲလဲမှုအပေါ်ရှင်ဘုရားရဲ့အမြင်ဘုံဝဒါအတိလို့ဒီအမြင်ဟာမမှန်ကန်ဘူးလို့ပဲပြောမှာပဲမှန်ပါဗျာမှန်ပါဗျာအဲ့တော့ဆိုလို့ရှိရင်နောက်ထပ်မိကုန်းကလူဘဝမှာအပြည့်ပြူမိခဲ့တဲ့အခါမှာတရားဥပဒေရပြည်ထောင်စီရင်ရင်ခံပြီးရော့ နောင်တန်တရားဘွားဆက်ဆက်မှာဆက်ပြီးတော့ပါလာနိုင်သီလားရှင်ဗျာဥမာဖြစ်တပြည့်တော့လူတက်တယ်ထောင်ကြတယ်အဲ့တော့ तू ကပြည့်တန်ခံပြီးရဒါပေမဲ့ तू အဲ့လူကနောင်ဘွားဒီမှာရောအဲ့ပြည့်မှုဆိုယူဆက်ပြီးတော့ခံအောင်မှာလားဒီဘဝတရားဥပဒေရပြည့်စုံခံရတာကဒိဋ္ဌဓမ္မဝေရဏိယပဲရှိသေးတယ်။မှန်ပါဗျာ။စတဲ့နဲ့အပိုင်းကိုခံရတာပဲဖြစ်တယ်။မှန်ပါဗျာ။နော်။မှန်ပါ။အဲ့တော့ဒီလောက်လေးနဲ့ခြေသွောမှာတော့မဟုတ်ဘူး။အရှင်ရတဲ့အပိုင်းရှိသေးတယ်။မှန်ပါဗျာ။ ဥပပိစ္ဆဝေရဏိယရောက်ကြနောင်နောင်ဘွားမှာခံရအောင်မယ်မှန်ပါဗျာဒါကတရားလူဥပဒေကတရားစီရင်တာမဟုတ်ဘူးမှန်ပါဗျာဒီသဘာဝကသူလုပ်တဲ့အကုသိုလ်ကံကစီမံတဲ့နိယမသဘောတရားပဲဒါမှန်ပါဗျာသူရင်ထဲမှာဖြစ်တဲ့အရာဆိုသူညင်လို့မှမရတာမှန်ပါဗျာနော်မှန်ပါဗျာပြည့်တဲ့စိတ်ခါရတာဥပဒေရခံရတာဥပဒေဆိုတာလဲတစ်ခုနဲ့တစ်ခုမတူဘူးလေမှန်ပါဗျာ ဟောပဲတချို့နိုင်ငံမှာလူသားမှုကျူးလွန်ပြီးမဲ့သေတာမချဘူးတချို့နိုင်ငံမှာသေစားသေစေဥပဒေရှိတယ်မတူကြအောင်အမေရိကန်နိုင်ငံတော်မှာ state တစ်ခုနဲ့တစ်ခုမတူမတူပါဘူးဗျာဥပဒေချင်းမတူမှန်ပါဗျာမတူတဲ့အခါကျတော့အပြစ်ချင်းလည်းမတူဘူးလို့ပြောမှဖြစ်တယ်ပေါ့မှန်ပါဗျာဒါကလူတွေရဲ့ဥပဒေရတတ်မှတ်တာကဒိဋ္ဌဓမ္မဝေဒနီယပဲဖြစ်တယ်မှန်ပါဗျာသူ့မှာခံရမယ့်ဟာကအပရာပရိဟိုရင်းပေါ့ဥပပိစ္ဆဝေဒနီယဆိုရင်ဒုတိယဘဝခံရမယ့်ဟာရှိတယ် အပရာပရိယဝေရဏိယလို့ခေါ်တဲ့တတိယဘဝစာပြီးတတိယဆက်ဆက်မှခံရမယ့်ဟာတွေရှိတယ်မှန်ပါဗျာအဲ့ဒါပြောကောင်းပြောလိမ့်မယ်ကိုကတတ်လိုက်တာလူတယောက်တည်းပဲတစ်ခါပဲတတ်တာပါကိုခံရတာကြတော့ဘဝပေါင်းများစွာဆိုမများဘူးလားလို့မိကောင်းမေးလိမ့်မယ်မှန်ပါဗျာနော်မများဘူးမများဘူးဆိုတာဘာကြောင့်မများဘူးဆိုတော့သူသူလှုပ်တဲ့အချိန်မှာသူ့ရင်ထဲကပေါက်ဖွာလာတဲ့မျိုးစေ့တွေကအများကြီးအဲ့ဒါပိုနားလည်အောင်ပြောရမယ်ဆိုရင် ကိုဆိုင်လိုက်တာတရားစီလေးတစည်းပဲဆိုင်တာပါမှန်ပါဗျာတစည်းပဲဆိုင်လို့ရှိရင်တနစ်တနစ်တရားပင်ကနေတရားသီးသီးပဲဆိုဘယ်လောက်သီးရှာနဲ့ထောင်နဲ့ရှိတော့သီးနိုင်ရှာနဲ့ထောင်နဲ့ချီးတယ်ဆိုအဲ့ဒါလည်းမေးကြည့်ဖို့မများဘူးလားလို့မှန်ပါဗျာကိုဆိုင်တာတစည်းတယ်အဲ့ဒါသူကတသီးပဲသူပိုင်ရမှာပေါ့ကြားနေဟာတွေဘာလို့ရရလဲမှန်ပါဗျာမှန်ပါဗျာအဲ့တော့ကုသအဟုသူဆိုတဲ့တော့အဲ့တိုင်ပဲသူကမှန်ပါဗျာမျိုးစေးနဲ့ဥပမာတူတယ်မှန်ပါဗျာရှင်ထဲမှာဖြစ်ပွားတဲ့ဟာတွေကများသည့်အတွက်ကြောင့်သူက ဟိုခံရတာလည်းများတယ်မှန်ပါဗျာရှားရင်လည်းများတယ်တာမှန်ပါဗျာမှန်ပါနော်မှန်ပါဗျာနောက်မိဘတို့ခုကတော့ကိုညီညီငယ်ကမိရတာဖြစ်ပါတယ်လူတယောက်ရဲ့အကုသို့ကုသို့ခံရဲ့အကျိုးပေးတွေကိုသိရှိလိုပါတယ်တချို့ကံတွေကယခုဘောင်းမှာအကျိုးပေးတယ်ပြောပြီးအချို့ကံတွေကကြတော့အရင်ဘဝကပြုလုပ်ခဲ့တဲ့ကုသို့အကုသို့များကြောင့်အကျိုးပေးတယ်လို့ပြောပါတယ်အဲ့တော့ဘလို့ကံတွေဟာဘလို့အချိန်တွေမှာအကျိုးပေးတတ်တယ်ဆိုတာအနည်းဆက်ဆုံးခွဲခြားသိမြင်နိုင်အောင်ရှင်းပြရှင်းပြပြီးတော့မှာ ဟုတ်ပြီအကျိုးပေးပုံလေးကိုပြောမယ်တချို့ကံတွေကယခုဘဝမှာပဲအကျိုးပေးတယ်လို့ဆိုတာကိုဒိဋ္ဌဓမ္မိကဝေရဏိယကံလို့ခေါ်တယ်မှန်ပါဗျာလူတွေရဲ့စတင်ဖြစ်မှုရဲ့သူကအချိန်ရလာမှုရဲ့နောက်ဆုံးအချိန်ကျသွားမှဖြစ်တာရဲ့မှန်ပါဗျာအတဲ့အကျသွားရှိတယ်မှန်ပါဗျာဘုံဘုံဥပမာတစ်ခုပြောလိုက်မယ်ဆိုရင်ခဲလေးတစ်ခုကိုမြှောက်လိုက်ရင်မြှောက်နေတဲ့အချိန်ရှိတယ် ပြီးတော့အမြင့်ဆုံးအဆင့်ရောက်သွားတဲ့အချိန်ရှိတယ်။ပြီးရင်ပြန်ကြလာတဲ့အချိန်အချိန်၃မိုင်းရှိတယ်။မှန်ပါဗျ။အချိန်၃မိုင်းရှိတယ်။ကိုလုံးတဲ့ကုသကံတွေဟာလည်းပဲစတင်နေရရင်အချိန်ရနေတဲ့ဟာရင်ပြန်ကြလာရင်သုံးခုရှိနေတယ်။မှန်ပါဗျ။ဟုတ်တယ်မဟုတ်လား။မှန်ပါဗျ။စတင်နေကံကသူကခုမှစတာဆိုတော့အားမရှိဘူး။တိတ်ပြီးအားမရှိဘူး။အားမရှိတော့ तू အကျိုးပေးရင်ဒီဘဝပဲအကျိုးပေး။ဘဝကြီးတစ်ခုတိဆောက်နိုင်လောက်အောင် तू မှမလုံလောက်ဘူးစွမ်းအား။မှန်ပါဗျ။ အဲ့ဒါမျိုးကိုဒိဋ္ဌဓမ္မဝေရဏိယဆိုတာဒီဘဝပဲအကျိုးပေးတယ်လို့ပြောတာသူကအပိုင်းသုံးပိုင်းခွဲလိုက်တာဒါနားလဲအောင်ပြောတာဟုတ်စာလိုပြောရင်ရှုပ်နေမစွန်းတော့မှန်ပါဗျာနော်မှန်ပါစတဲ့နဲ့အချိန်ဟာအချိန်ဟောနည်းနေသေးတယ်နည်းနေသည့်အတွက်ကြောင့်သူကလည်းအကျိုးထုတ်အောင်မယ်ဆိုရင်ဒီဘဝမှာပဲထုတ်မယ်နောက်ဘဝဘဝကြီးတစ်ခုတည်ဆောက်နိုင်တဲ့အစွမ်းရည်တတ္တိသူမှမရှိဘူးမှန်ပါဗျာအဲ့ဒါကြောင့်မို့လို့ဒီဒိဋ္ဌဓမ္မဝေရဏိယကံဆိုတာဒီဘဝမှာပဲကျိုးပေးတယ်မှန်ပါဗျာ တချို့ကံတွေဟာအရင်ဘဝကပြုလုပ်ခဲ့တဲ့အကုသိုလ်ကုသိုလ်ရဲ့အကျိုးများချောင်းလို့ပြောတာဟာဒါဒါသူရောထွေးသွားပြီမှန်ပါဆရာပြောတာရောထွေးနေတယ်မှန်ပါအဲ့တော့ဘုံဘုံရှင်းပြမယ်မှန်ပါဗျာနော်အခုဘဝလောက်တဲ့ကံဒီပင်နဲ့သုံးမျိုး꿰သွားတယ်မှန်ပါဗျာခုနလိုဟိုအချိန်မရသေးခင်အစတင်ချိန်နောက်ပြီးတော့အချိန်ရလာတဲ့အချိန်ပြီးတော့အချိန်ကုန်သွားတဲ့အချိန်မှန်ပါဗျာသုံးမျိုးရှိတယ် ဲ့သုံးမျိုးရှိတဲ့အချိန်မှာအချိန်စတင်တဲ့အချိန်ကအင်အားတလောက်ကြီးမကြီးသည့်အတွက်ကြောင့်သူကဒီဘွားပဲအကျိုးပေးတယ်ဒါကိုဒေသဓမ္မဝေရဏိယကံလို့ခေါ်တယ်အချိန်အမြင့်ဆုံးရသွားတဲ့ကံကတော့အနည်းဆုံးအကျိုးပေးမှဖြစ်တယ်နောက်ဘွားမှအကျိုးပေးမှန်ပါဗျာဒုတိယဘွားဒီဘွားသေးတာနဲ့နောက်ဘွားမှအကျိုးပေးအဲ့ဒါကိုဥပပိစ္စဝေရဏိယကံလို့ခေါ်တယ်ပါဠိတွေနဲ့ပြောရင်စကားနားရှုံမဆုံးတော့မှန်ပါဗျာနောက်ဘွားမှအကျိုးပေးမယ်အဲ့ဒါကအချိန်ရပြီးသားကနောက် ပြန်အကြမှာဆိုတော့အခါကျတော့သူကအချိန်ယူအောင်မဲ့သူကြတော့ဟိုအစားတော့ကလို့လည်းမဟုတ်ဘူးသူကသူ့မှာတော့အချိန်အွားတွေရှိသွားပြီရှိသွားပြီမဲ့မကျွားဖြစ်ဖို့သူအချိန်ယူရမှာဖြစ်တဲ့အတွက်ကြောင့်သူကြတော့တတ္တရဘွားလောက်ကစားပြီးတော့အကြောင်းအကျိုးညင်ညွတ်တဲ့အခါမှာသူကချုပ်ပေးမယ်အဲ့ဒါကိုအပရပရိယာယဝေရဏိယကံလို့ခေါ်တယ်အဲ့တော့အတိတ်ဘဝကပြုလုပ်တဲ့ကုသကံအကုသကံကြောင့်ဆိုတာအခုဘဝအကျိုးကိုပြောနေတာအဲ့ဒါမှန်ပါဗျာနော် အဲ့တော့ကံကြိုးပြီးတာဟာဒီဒီဘွားလုတဲ့ကံသိပဲနဲ့၃မျိုး क्वे တယ်မှန်ပါဗျာအဲ့၃မျိုး क्वे တဲ့ထင်မဲ့နောက်ဆုံးမှာဒီဘွားအကျိုးပေးရမှာကို မပေးပဲနဲ့မပေးနိုင်နဲ့အချိန်လွန်သွားတဲ့ကံနဲ့ရှိတယ်အဲ့ဒါကိုမနေ့ကပြောရတဲ့အဟောတိကံမှန်ပါဗျာအစ်ပိုင်းရဖြစ်သွားတယ်မှန်ပါဗျာဒုတိယဘွားအကျိုးပေးရမှာလည်းပဲအကြောင်းအကျိုးမညီညွတ်လို့သူကအချိန်လွန်သွားရင်သူလည်းအစ်ပိုင်းရဟောတိကံဖြစ်တယ်မှန်ပါဗျာတတိယ ဘောကစားပြီးအကျိုးပေးမယ်ဆိုတဲ့ကံကနိဗ္ဗာန်ရသွားမှသူကဟောတိကံဖြစ်မယ်။မှန်ပါဗျာ။တန်တရာဟောကလွတ်သွားရင်တော့သူလည်းဟောတိကံဖြစ်တယ်။မလွတ်သေးသမျှတော့သူကရှိနေမယ်။မှန်ပါဗျာ။ရှိမင်းဖြစ်နေမယ်နော်။မှန်ပါဗျာမှန်ပါ။အဲ့ဒါကအကျိုးပေးတဲ့အချိန်နဲ့ပတ်သက်ပြီးတော့မှတ်ရမှာဖြစ်တယ်။မှန်ပါဗျာ။နော်မှတ်ရမှာဖြစ်တယ်။မှန်ပါဗျာ။နောက်တခြားနည်းနဲ့ခွဲတာ၄ရှိသေးတယ်။မှန်ပါဗျာ။ဟိုအပြစ်ကြီးတဲ့သို့မဟုတ်ကုသိုလ်ကံထဲမှာတကယ်ကိုထိရောက်ဆုံး ကံဆိုတာရှိသေးတယ်။အဲ့ဒါကိုဂရုကကံလို့ခေါ်တယ်။အစွမ်းအထက်ဆုံးကံလို့ပြောကြပါစို့။ဂရုကကံအစွမ်းထက်တဲ့ကံ။အကုသိုလ်ကံဆိုရင်အမေတ္တာအဖေတ္တာယ ahanan တ္တာအဲ့ဒါမျိုးတွေကအစွမ်းထက်ဆုံးကံတွေပေါ့။မှန်ပါဗျာ။ကုသိုလ်ကံတွေကဆိုရင်ဆံရတဲ့ကံတွေ၊ဆံတရားအထုတ်တဲ့သမထအထုတ်တဲ့ဆိုကံတွေ။အဲ့ဒါတွေကဂရုကကံလို့ခေါ်တယ်။သူရှိရင်သူကပဲအကျိုးပေးမယ်။နောက်တစ်ခါသူ့ရဲ့နေကြတာကြတော့အာတန္နကံလို့ခေါ်တယ်။ တေကနေလေးမှာကပ်ပြီးလုပ်တဲ့ကံတမန်ပါဗျာအာစိဏကံလို့ဆိုတာကြတော့စင်စမပြတ်လုံးနေတဲ့ကိုရိုးရနေစဉ်လုံးနေတဲ့ကံမျိုးတွေအာစိဏကံကတ္တတာကံဆိုတာအဲ့ဒါတွေရဲ့အဆင့်ကိုမမီတဲ့ပဲနဲ့အမှတ်တမဲ့လုံးလိုက်တဲ့ကံတွေအလုံးကိုကတ္တတာကံလို့ခေါ်တယ်မှန်ပါဗျာမတ်တမဲ့ဆိုတာသွားရင်လာရင်စားရင်တောင်းရင်လှုပ်သွားတာတွေပေါ့နော်မှန်ပါဗျာဟိုအလေးနဲ့ထားလှုပ်တာတွေမဟုတ်အဲ့ဒါလို့လဲကံတရားတွေကိုခွဲခြားသေးတယ် အဲ့တော့ကံနဲ့ပတ်သက်ပြီးသိချင်လို့ရှိရင်ဒီအဘိဓမ္မာသင်လိုက်ပါလို့အကြံပေးချင်တယ်မှန်ပါဗျာတည်တည်ခြားခြားလေးလာပါဘုရားဘာသာဟာတည်တည်ခြားခြားလေးလာတဲ့ဘာသာဖြစ်ပါတယ်လေးလာပြီးတော့မှမေခွန်းမေးရင်ပိုကောင်းတယ်မှန်ပါဗျာမလေးလာပဲနဲ့မေးရင်ကြာဦးနှောင်းဝါးတွေမေးတော့မေခွန်းနေလည်းမှားရပေါ့နော်မှန်ပါဗျာမှန်ပါဗျာဟုတ်ကိုမေးချင်တဲ့ point လည်းမရောက်နိုင်ဘူးပေါ့အဲ့ဒါပြန်နော်မှန်ပါဗျာအဲ့တော့ဘုရားပြည့်မှာအနည်းဆုံးအဘိဓမ္မာသုံး 60လောက်ဟိုတည်းပေါ့လေ30လောက်တင်လိုက်ပေါ့6ပိုင်းလောက်တင်ထားရင်ကို20လောက်တင်ရင်ကိုပဲဒါတွေကမေးစရာအကြောင်းမရှိတော့မှန်ပါဗျာမှန်ပါနော်တင်ပါဗျာလူတော်တော်များဟာကောင်းမှုကုသိုလ်ပြုပြီးတိုင်းကိုလိုချင်တဲ့အစုတွေကိုတောင်းတာဟာတင့်လျော်မှုရှိပါသလားဘာကြောင့်လဲဆိုတော့တချို့လူတွေကပန်းလေးတစ်ဝင်းရေလေးတစ်ခွက်လောက်သာလှူပြီးတော့ကြီးမားတဲ့စုကြီးများကိုတောင်းဆိုလေးရှိပါတယ်အလူအနှဲငယ်လှုပ်ပြီးတော့ကြီးမားတဲ့စုကြီးများကိုတောင်းဆိုတာဟာတင့်လျော်မှုရှိမရှိသိလိုပါတယ်နောက်တစ်ခုကကြတော့ စုမတောင်းမဲ့ကောင်းမှုကုသိုလ်လုပ်လို့ရှင်ရောကိုလိုဝါဆန္ဒပြည့်ဝနိုင်မှာလားရှင်ပြဟုတ်ပြီစုတောင်းတာအဲ့တော့ဟိုသူ့ရဲ့ဆန္ဒပေါ့နော်မှန်ပါဗျာသူ့ရဲ့ဆန္ဒမို့အပြစ်ပြောစရာအကြောင်းရှိပါဘူးမှန်ပါဗျာသူဘလောက်လှူလှူလှူပြီးရင်စုတောင်းတာအဲ့တော့ဒါသူ့ရဲ့ဆန္ဒကိုဖော်ထုတ်တာပဲလေမှန်ပါဗျာသူဖြစ်ချင်တာဖော်ထုတ်တာမှန်ပါဗျာအဲ့ဒါတော့ပြည့်မရှိပါဘူးမှန်ပါဗျာပြည့်မရှိပါဘူးဟိုတင်းလျော်မှုရှိမရှိဆိုတာလေရမရနဲ့ပဲဆိုင်တယ် ်ပါဗျာလူဆိုတာကိုယ်ဆန္ဒကိုကိုဖြည့်ကြတာပဲနိမှန်ပါဗျာနည်းနည်းလေးလှူပြီးတော့လဲစုကြီးကြီးတောင်းကျင်တောင်းမှာပေါ့ဒါအဲ့တော့အလူဝုထုကြီးနဲ့မသက်ဆိုင်ဘူးသူကရှင်နေကတရာရှင်နေကစေရနာနဲ့သက်ဆိုင်တယ်မှန်ပါဗျာသူရှင်နေကစွမ်းအားကြီးနေလို့ရှင်မရဘူးလို့ပြောလို့မရဘူးရနိုင်မှန်ပါဗျာနော်မှန်ပါဗျာရှားနိုင်တယ်ဆိုတော့ဒီတိနေရမှုမရှိဘူးလို့ပြောလို့မရဘူးသူဆန္ဒပြည့်မပြည့်တာပြောခြင်းပြောအောင်မှာဖြစ်တယ်မှန်ပါ သူရဲ့လူကျင်မှုကတော့ရှိမှာပဲဝေဒကြလေးနဲ့ထီထီပေါက်ချင်တာလို့ပေါ့ဝေဒကြလေးနဲ့ရှင်းတော့ပြောတာခုဘလောက်ရလို့မသိဘူးဖုံဖုံမှန်ပါဗျာမှန်ပါဗျာရှင်းတော့ဆိုတကြဖိုးထိုးလိုက်လို့ရှိရင်တသိန်းစုပေါက်တယ်လေမှန်ပါဗျာဘသူရဲ့ရှင်သိန်းစုကြီးတို့ကျွန်တော်ထိုးကြတာကြီးပဲလေမှန်ပါဗျာမှန်ပါဗျာမှန်ပါခုပေးတဲ့ငွေလေးကနည်းနည်းလေးနဲ့ဟိုပြန်ရမှာရကိုတော့အများကြီးမျောကြတာပဲမှန်ပါဗျာအဲ့ဒါသိန်းလျော်မှုမရှိဘူးဆိုရင်ထီထိုးတာလည်းသိန်းလျော်မှုမရှိဘူးမင်းကနှစ်ချက်ဖိုးဆိုရင်နှစ်ချက်ပဲမင်းလေးချက်ဖိုးတော့ပဲမျောပေါ့ ဘာလို့ပန်းစုကြီးကိုမျောမလဲမှန်ပါဗျာဟုတ်တယ်မလားမှန်ပါဗျာအဲ့ဒါကြည့်မယ်ဆိုရင်ဒါမသိနေရဘူးလို့ပြောလို့မရဘူးနိလူဆန္ဒမှန်ပါဗျာသူမတောင်းမဲကောင်းမှုကုသိုလ်ပြုရင်ရောကိုလိုရာဆန္ဒပြေဝပါသလားဆိုကောင်းမှုကုသိုလ်လို့ဆိုလိုက်ကြတယ်ကသူကဒီကတူညီတဲ့အကျိုးကိုပေးတတ်တယ်တဘာဝကမှန်ပါဗျာလူတယောက်ကိုကိုကဟိုကောင်းကျိုးရအောင် ခွင့်ကြီးပေးလိုက်တယ်ဆိုရင်အဲ့ဒီလိုအကူအညီမျိုးကိုကရတတ်တယ်မှန်ပါဗျာကိုလောက်တာသူများပေါ်မှာတက်ရောက်သွားလို့ရှိရင်အဲ့ဒီတက်ရောက်မှုကကိုယ့်စီပြန်ပေါ်လာမှန်ပါ reaction လို့ခေါ်တယ်ဒါမှန်ပါဗျာဆူတောင်း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  reaction ဆိုတာလာတယ်မှန်ပါဗျာဥပမာကိုကလူတယောက်ကိုထမင်းဝဝကြွေးလိုက်ရင်ကိုကြွေးမဲ့လူလားကိုစားစရာတွေပေါ်မယ်လူတယောက်ကိုအဝတ်စားပေးလိုက်အဲကိုကြတော့လေကိုလိုချင်တဲ့အဝတ်ကလေးတွေရတယ်ဒါ reaction ရဲ့သဘောတရားပဲမှန်ပါဗျာ ဘူမရင်းဆိုတဲ့လက်နဲ့ကြားဘူးလားကြားဘူးပါဗျာဟိုတည်းကဩစတြေးလျမှာတုံးတဲ့ဟာလေမှန်ပါဗျာကိုလုံးကိုကပြစ်လိုက်လို့ရှိရင်ကိုစီပြန်ရောက်လာမှန်ပါဗျာအဲ့လိုပဲကံကြမာကကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကိုလုံးလိုက်လို့တစ်ဖက်သားပေါ်မှာတက်ရောက်မှုဖြစ်သွားရင်အဲ့ဒီတက်ရောက်မှု မျိုးကိုစီပြန်ရောက်တယ်မှန်ပါဗျာဒါကကမ္မနိယမသဘောတရားလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ ဆူတောင်းတဲ့အခါကျတော့သူကကိုလိုချင်တာရတယ်ပေါ့ဆူမတောင်းဘူးဆိုရင်တော့သူ့ရဲ့ reaction ရာတုံ့ပြန်မှုတွေတွေကတော့ရှိမှာပဲမှန်ပါဗျာဒီမိကုန်းနဲ့ပတ်သက်ပြီးဒီပြီးတော့ဆက်မေးလို့တာဒီဖျားရှင်ခေတ္တဘာလို့မှာသူကပြစ်စိကဗုဒ္ဓကိုပန်းလှူတယ်ရေးလှူတယ်စသဖြင့်ပေါ့နော်ဒီလိုပုပ်ကိုကြီးကြီးကိုအလှူလေးအနှဲငယ်လှုပ်လိုက်တာနဲ့ဟိုနောင်ဘွားမှာကြီးမားတဲ့အချိုးကျေးဇူးခံရတာလေတွေ့ယူပါတယ်ဗျာအဲ့တော့ဘာကြောင့်ဒီလိုပုပ်ကိုကြီးကြီးကြတော့အလှူလေးအနှဲငယ်လှုပ်တာနဲ့ အချက်ချင်းလက်ငင်းစုလို့ကြီးမားတဲ့ကောင်းမှုချမ်းသာကိုခံစားရပါလားဒါပထမတစ်ချက်ပါနောက်တစ်ချက်ကကြတော့ကောင်းမှုကုသိုလ်လုပ်ပြီးတော့ဆူတောင်းတဲ့အခါမှာတစ်ဖက်သားကိုပျက်စီးစေလိုတဲ့ဆန္ဒမျိုးနဲ့ဆူတောင်းလို့ရှိရင်ရောဒီဆူတောင်းကပြည့်နိုင်ပါလားရှင်ဗျာနှစ်ခုစလုံးဟာဖြစ်တာတွေတော့ရှိတယ်ပေါ့နော်အမှန်ပါဗျာကောင်းတဲ့ဆူတောင်းနဲ့မကောင်းတဲ့ဆူတောင်းဆိုရှိတယ်အမှန်ပါဗျာကောင်းတဲ့ဆူတောင်းကလည်းခုနရှင်တဲ့ကတရာစေရနာစွမ်းအားနဲ့ပဲဆုံးဖြတ်ရမယ်တရာစွမ်းအားကလည်းကြီးမားတယ် ြီးတော့ကိုလှူတဲ့ပုံကမြင့်မြတ်ဖြူစင်ပြီးတော့တကယ်ကိုမြင့်မြတ်တဲ့ပုံကဖြစ်မယ်ဆိုရင်တော့သူကအလှူဝတ္ထုနဲတာများတာအထိကမဟုတ်ဘူးရင်ထဲကတရာကကျူပေးတာဖြစ်တယ်မှန်ပါပဲရှင်ထဲကစိတ်နေစိတ်ထားမြင့်မြတ်ပဲဆိုလို့ရှိရင်တော့မြင့်မြတ်တဲ့ပုံကလှူလိုက်လို့ရှိရင်ဆူတော်ပြေးတာလည်းရှိပါတယ်မှန်ပါဗျာနော်ပန်းတပွင်လှူပြီးတော့လည်းပဲဒီလိုဆူတော်ပြေးတာလည်းရှိပါတယ်မှန်ပါမရှိဘူးတော့မဟုတ်ဘူးနော်မှန်ပါဗျာဖြစ်နိုင်တယ်ပေါ့ဖြစ်နိုင်တယ်ဆိုတော့ဒီပန်းကအကျိုးပေးတာမဟုတ်သူရင်ထဲကတရာကအကျိုးပေးတာမှန်ပါဗျာ ဟိုဟာအာယုံလောက်ပဲတိုးတော့မျိုးစေ့တစ်ခုစိုက်တဲ့အခါမှာမြေကောင်းမှစိုက်တာနဲ့မြေညံ့မှာจัตติကုံလို့မြေညံ့ပေါ်မှာစိုက်တာနဲ့မတူမျိုးစေ့ပေါက်တဲ့အခါမှာတင်ပါဖြင့် fertilizer ကောင်းတဲ့မြေပြိုးမှစိုက်လိုက်လို့ရှိရင်အပွင့်အသီးတွေကတန်မာတယ်လေမှန်ပါဗျာတန်တယ်အဲ့ဒါလိုပဲခုနကကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ကတကယ်ကို မြင့်မြတ်တဲ့ပုံကူမျိုးဆိုရင်ကိုလုံးလိုက်ရတဲ့အလုံးဟာတည်းတည်းလေးပဲဖြစ်စီအများကြီးကျုပ်ပေးနိုင်မှန်ပါဗျာမှန်ပါဒါရဲ့သူ့ရဲ့တုံပြောင်းဥမာမဲဆိုရလို့ပိုထင်ရှားတာပြောရမယ်ဆိုရင်ကိုပေါင်းတဲ့မိတ်ဆွေကလမ်းပေါ်ကလူဆိုပြီးတော့သူလည်းပက်ချာမရှိဘူးဆိုရင်ကိုပါရမှာတော့မှန်ပါဗျာကိုပေါင်းတဲ့လူကကိုကကူညီလိုက်တဲ့လူကတထေးဆိုရင်ကိုကိုတုံပြန်ပေးတာတွေအများကြီးများနိုင်အောင်လားနိုင်ရနိုင်ပါဗျာကိုကိုပေါင်းတဲ့လူကမွဲတဲ့လူဆိုရင်သူရရဲ့ နည်းနည်းပဲရအောင်မဟုတ်ပါဘူးဗျာဟုတ်တယ်မို့လားအဲ့တော့အဲ့ဒါလိုပဲဒီပစ္စကဗုဒ္ဓတို့လိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်မျိုးတွေမှာလုံရင်ပူရတယ်ဆိုတော့ဒါသဘာဝကြပါတယ်မှန်ပါဗျာလူလောကမှာလည်းဒီလိုရှိတယ်နောက်တစ်ခုကပါလေကိုသူနောက်တစ်ခုကကောင်းတာတွေလှူပြီးကောင်းတာတွေလှုပ်ပြီးတော့မကောင်းတဲ့စုတောင်းလို့ရှင်ရောကြည့်နိုင်ပါလားရှင်ဗျာကောင်းတာလှုပ်ပြီးမကောင်းတဲ့စုတောင်းတာဆိုတာလေရှိတာတော့ရှိတယ်ဥပမာပြောရုံဆိုရင် ကုသကောင်းမှုလှုပ်ပြီးတော့ ။ဥမ္မာဒန္တိရောလို့ပေါ့မကောင်းဘူးလို့ပြောလို့ရတယ်ပေါ့။သူမြင်တဲ့ယောက်ျားမှန်တယ်ဗျ။မူးပြီးတော့ယူအယူအမူ crazy ဖြစ်ပါစေဆိုရှုတောင်းတာတော့သူမြင်တဲ့ယောက်ျားမှန်တယ်ဗျာဟာအဲ့လိုဖြစ်သွားတယ်။အဲ့ဒါကောင်းလားမကောင်းဘူးလားဆိုလူတွေကိုနှိပ်စက်တာဆိုမကောင်းဘူးပေါ့။မှန်ပါဗျာ။ဟုတ်တယ်မဟုတ်လား။သူလည်းကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူ့မြင်တဲ့လူတိုင်းဟာအမှုယူဖြစ်ပါစေဆိုဒီဆူရတာကောင်းတာလုပ်ပြီးမကောင်းတာတောင်းတယ်လို့ပြောလို့ရတာပေါ့မှန်ပါဗျာနောက်တစ်ခုကတော့ဒီဘဝ ငါ့ကိုနိုင်ခြင်းနဲ့နောင်မွားခြင်းမင်းနင့်ကိုနိုင်ပါရစေဆိုပြီးတော့ဆုတောင်းလို့ရှိရင်လေဒါကတော့ဖြစ်သွားတာလေဆက်လန်းနေရှိတယ်ပေါ့နော်မှန်ပါဗျာမှန်ပါဗျာရှင်ထဲမှာအညိုးတီးတွေပါတယ်ပေါ့အကျိုးပေးတာတော့ကုသကံအကျိုးပေးတယ်အကုသိုလ်နဲ့ကုသိုလ်ဟာရောထွေးသွားပြီးတော့သူဟာအကုသိုလ်တွေဆက်ဖြစ်တာပေါ့နော်မှန်ပါဗျာမှန်ပါဗျာနောက်ထပ်မိကွန်းတစ်ခုကတော့အစိုးရပြအောင်ရေရာချီလို့ရတယ်လို့ပြောပါတယ်ရှင်ပြအဲ့တော့မတရားတာတွေအစိုးရလှုပ်ပြီးတော့ ရေရာရှိလိုက်လို့ရှိရင်အစိုးတွေဟာတကယ်ပဲပျောက်သလားသို့မဟုတ်အတိုင်းတာတစ်ခုထိပျောက်သလားရှင်ဖျားနောက်တစ်ခုကကျတော့မျက်စောဖျားရှင်ခင်မာတော့ကမိုးချိုးပစ်တာကိုထက်လက်နဲ့ကာတယ်ဆိုတော့အဖြစ်ပြက်မျိုးလဲကြားဥပါတယ်ရှင်ဖျားရှင်းပြပြီးတော့မူပါအင်းအစိုးတွေပျောက်အောင်ရေရာခြေတယ်ဆိုတော့ဘုရားဗသာနဲ့မဆိုင်ဘူးနော်ခင်ဗျာဖျားနော်ခြေရရခြေရဆိုတော့ဘီရင်ဆရာနဲ့ပဲဆိုင်နေအဲ့ဒါဟုတ်ပါဗျာဒါလူတွေရဲ့ယုံကြည်ချက်မှာခြေရရခြေရဆိုတာ အဲဒီပမာလေးသာယုံတာမဟုတ်ဘူးမှန်ပါဗျာတခြားလူမျိုးတွေလည်းယုံတာမှန်ပါဗျာနော်ရေရရခြေရဆိုတဲ့အင်္ဂလိပ်စကားကိုသိကြလားမသိပါဘူးဗျာ keeping bad luck away to keep bad luck away bad luck ဆိုကံဆိုးတွေကိုတခြားကိုပို့ပြလိုက်တာမှန်ပါဗျာရေရရခြေရ to keep bad luck away မှန်ပါဗျာနော် keep bad luck away away ဆိုတခြားဘယ်ပြလိုက်တာမှန်ပါဗျာအဲရေရရခြေတာမှန်ပါဗျာ အစိုးရပြောင်းရေရချေတယ်လို့ဆိုပြီးတော့ခြေကြတာပဲဒါပြီးရင်တမားတွေနဲ့သက်ဆိုင်နေပေါ့နော်မှန်ပါဗျာအစိုးလုတ်တဲ့အချိန်ကအစိုးကကိုယ့်ရင်ထဲမှာဖြစ်ပြီးသားမှန်ပါဗျာရသဗျာရဲ့အဆုံးမအရာအစိုးပြောက်အောင်မလုပ်ရလေကိုကိုကဥမ္မာမေသူတော်ကောင်းတူကိုပြမမိခဲ့တယ်သူ့ကိုစော်ကားပြီးတော့ပြောခဲ့တယ်ဆိုလို့ရှိရင် သူ့ကိုပြန်တောင်းမှန်းတယ် နောက်ထပ်မလုပ်ပါဘူးလို့ဝန်ခံကတိပေးတယ်အဲ့ဒါလို့လှုပ်ချင်းဟာဒီအဆိုးပြောက်တာတော့မဟုတ်ဘူးတော်နှစ်ခုရှိတယ်လှုပ်တုံးကဖြစ်တဲ့အကုသိုလ်ကိုအာရမ္ပစာလို့ခေါ်တယ်လှုပ်လို့ဖြစ်တာမှန်ပါဗျအဲ့ဒီလုံးမိတဲ့အမားကိုသိလာတဲ့အခါမှာစိတ်ညစ်နေတာကြတော့ဝိပရိတာရစာလို့ခေါ်တယ်ဝိပတိတာရစာလို့ခေါ်တယ်ပြန်တောင်းပန်တယ်ဆိုတော့အဲ့ဝိပတိတာရစာကိုဖျောက်တာမှန်ပါဗျလှုပ်ပြီးသားပျောက်သွားတာလို့ပြောတာမဟုတ်ဘူးမှန်ပါဗျ သူကဆက်ပြီးတော့အာဟုသူမဖြစ်အောင်ရက်တန်ခိုင်းတာပဲဖြစ်တယ်မှန်ပါဗျာမှန်ပါဆိုပါစို့ကိစ္ဆာယောဂဖြစ်နေတဲ့လူကိုကိစ္ဆာကိုဆေးနဲ့ထိမ့်လိုက်တာပေါ့မှန်ပါဗျာကိစ္ဆာဆဲတွေမပွားအောင်ဆေးနဲ့ထိမ့်ပြီးတော့ isolate တဲ့လုပ်တယ်လို့ပဲမှန်ပါဗျာယောဂကိုမပြတ်ပွားအောင် quarantine လုပ်တယ်လို့ပေါ့မှန်ပါဗျာအဲ့လိုပဲလုပ်လို့ရလုပ်တာပေါ့နော်မှန်ပါဗျာ ဒီအစိုးရကလုံပြီးသားတွေလုံးဝဘာမှအကျိုးမဖြစ်ထုံမဲ့နဲ့ပျောက်သွားတယ်ဆိုတာမရှိဘူးမှန်ပါဗျာရှိနေနော်ဗတရားလုံပြီးရရရချိန်လိုက်ရင်အစိုးရပျောက်သလားဆိုမပြောက်ဘူးဒါကတော့ပျောက်နိုင်တာမျိုးမဟုတ်ဘူးဒါဆိုရင်အနေငယ်ယွန်နေတတ်တာတာမျိုးဖြစ်နိုင်သေးလားရှင်စိတ်စိတ်ထဲမှာတော့ကျေနပ်တယ်လို့လို့တော့ရှိကောင်းရှိမှာပေါ့မှန်ပါဗျာဟုတ်တယ်ဟုတ်တယ်မှန်ပါဗျာဟိုအစိုးရတော့အစိုးလာမှာပဲလေမှန်ပါဗျာကိုလုတ်တဲ့အတိုင်းတာပေါ့ဒါတမန်ဆိုလို့ရှိရင်တော့တမန်ကိစ္စပေါ့ ်ပောက်သွားတယ်လို့ပြောတာမဟုတ်ဘူးတရားပြန်မှန်ပါဗျာမြတ်စွာဘုရားရှင်ခေတ်ကမိုးချိုးပြစ်တာကိုထလက်နဲ့ကားတယ်ဆိုတာဘုရားခေတ်ကပြောတာမဟုတ်တာအဲ့ဒါဗမာစကားပဲမိုးချိုးပြစ်တာကိုထန်းလက်နဲ့ကားဆိုတာဆိုလိုတာကဟိုမိုးချိုးလို့အရှင်ကြီးတာကိုထလက်လို့အပြောတဲ့ဟာနဲ့ကားလို့မရဘူးလို့ပြောတာပဲရှိတာအဲ့ဒါဆိုရင်ဒါမြတ်စွာဘုရားရှင်ခေတ်ကမဆိုင်ဘူးဟုတ်ဒါဘုရားနဲ့မဆိုင်ဘူးဘုရားရှင်ခေတ်ကဖြစ်တာလည်းမဟုတ်ဘူးခဏိခေတ်တူတွေပြောနေတယ်ဟာမှန်ပါဗျာမိုးချိုးပြစ်ရထန်းလက်ကားဆိုတာ ကာဝယ်မဖြစ်နိုင်ဘူးလို့ပြောတဲ့စကားဒါမှန်ပါဗျာမှန်ပါဗျာမိုးကျိုးလို့အချိန်ဝါကြီးတဲ့အရာကိုထလက်နဲ့ကာလို့ပဲရမှန်ပါဗျာမရဘူးလို့ပြောလို့တာပေါ့နော်မှန်ပါဗျာမှန်ပါအဲ့ဒါကိုမြတ်စွာဘုရားရှင်ခင်ကမိုးကျိုးပြစ်တာကိုထမ်းလက်နဲ့ကာတယ်ဆိုတော့အဖြစ်ပြက်ကြောက်ပါတယ်မရှိပါဘူးအဲ့ဒါမျိုးကခဏလို့ရေရေချေတာနဲ့ပျောက်သွားတယ်ဆိုတာမျိုးကတော့မြတ်စွာဘုရားလည်းမဟောပါဘူးတရားမှန်ပါဗျာခဏလို့တောင်းပန်လိုက်လို့ရှိရင်သူဟာစိတ်ချမ်းသာမှုရသွားပြီးတော့ကောင်းတာတွေကိုဆက်လုပ်သွားတဲ့ အနေထားပဲရှိတယ်မှန်ပါဗျာအဆိုးကတော့သူလှုပ်ထားတယ်ဥပမာမပြောမှဆိုရင်ဓူးကွဲသွားလို့အမာရွတ်ထင်သွားရင်အမာရွတ်ကအမာရွတ်ပဲလေမှန်ပါဗျာဟုတ်တယ်မလားပဂတိတော့မဖြစ်ဘူးမှန်ပါဗျာဟုတ်အပြစ်တစ်ခုလှုပ်ပြီးရင်အဲ့ဒီအပြစ်ကတော့အမဲဆက်ကတော့ရှိနေမှာပေါ့မှန်ပါဗျာမှန်ပါသို့တော့နောက်ထပ်ဆက်မလှုပ်တာအဓိကမှန်ပါဗျာမှန်ပါဗျာနောက်ထပ်မိကုံးကတော့ပိယိတော်ရဲ့အထိပ္ပယ်ကိုရှင်းပြပြီးတော့မှာရှင်းပြပိယိကြီးစတတုတ်နဲ့ မိသီးပိိတ်ကတော့မြတ်စွာဘုရားကိုယ်တိုင်မိတ်ဆိုခဲ့ပြီးတော့မိသီးပိိတ်များကတော့အခြားသူများစီမံထားတဲ့ပိိတ်တော်များဖြစ်ပါလေရှင်ဗျာပရိတ္တဆိုတာ protection ပဲမှန်ပါဗျာအကားဝဲဒါရင်မြတ်စွာဘုရားပရိတ္တကို ဟောတဲ့အခါဘာဝိခြေခံဟောတာတော့ဆိုရင်အခြေခံနှစ်ခုကတော့မေတ္တာနဲ့သစ္စာမှန်ပါဗျာမေတ္တာပို့ခြင်းသစ္စာထားခြင်းသစ္စာပြုခြင်းအပြင်ကိုယ့်ရဲ့အန္တရာယ်ကိုကာကွယ်တာ မှန်ပါဗျာနောက်တစ်ခုကတော့ဖះကုံတရားကုံကိုအယုံပြူတာမှန်ပါဗျာပရိကြီး73သုတ်ဆိုတာဗမာပြည်မှာတတ်မှတ်ထားတဲ့ဟာတစ်ခုကိုပြောတယ်မှန်ပါဗျာတီဟိုတို့ဘာလို့မှ73သုတ်မကတာလည်းရှိတယ်မှန်ပါဗျာဒီထဲမှာပါတာတွေလည်းရှိတယ်ဒါဗမာပြည်ကထထီရှင်းနေနဲ့ကိုယ်နိုင်ငံကိုတတ်မှတ်ထားတဲ့ပရိဖယ်ဖြစ်တယ်မှန်ပါဗျာအဲ့ဒီပရိတိတဲကဟိုမင်္ဂလာသုတ်ဆိုတာတော့ပရိမဟုတ်ဘူးနော်ရှရဏသုတ်ကပရိမှန်ပါဗျာရသဗျာကိုယ်တိုင်ဟောခဲ့တယ် မတ္တတုတ်ကလည်းအယန္တာအတွက်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တယ်။မှားတော့မတ္တတုတ်ဆိုတာ introduction ပဲ။အလုံးကိုမိတ်ဆွေဖြစ်မိတ်ဆွေဖြစ်အောင်မေတ္တာပို့တာပဲ။မှန်ပါဗျာ။မိတ်ဆွေဖြစ်သွားရင်သူကအနိယရောနေသွားတာပဲ။နော်။မှန်ပါဗျာ။ခွေးတောင်မှကိုယ်ကရိုက်မယ်လို့ရင်အဲခွေးကပြန်ကိုင်းမှာ။မှန်ပါဗျာ။အဲခွေးကိုထညက်ကျွေးတယ်သူကြိုက်တာတွေကျွေးမိတ်ဆွေဖြစ်သွား။မှန်ပါဗျာ။အဲအဲ့လိုအောင်ပဲ။မှန်ပါဗျာ။နော်ဒေါသနဲ့လာတဲ့လူကိုကိုယ်ကဒေါသမဖြစ်အောင် ူ့ကိုအချိုတတ်အချိုပေးတာပေါ့နော်မှန်ပါဗျာမှန်ပါအဲ့ဒါမေတ္တာတုတ်ကလည်းဆရာဟောတယ်ခန္ဓာတုတ်ဆိုတာလည်းပဲမွေအစိတ်တော်တော်ရီးအဲမကိုက်အောင်အနည်းမရှိအောင်ဟောတာဖရာဟောတာပါနောက်ဝတ္တတုတ်ဆိုတာဖရာအလောင်းလေးသစ္စာဆိုခဲ့တဲ့သစ္စာကြောင့်ဖြစ်တာနော်သစ္စာဆိုခဲ့တဲ့အကြောင်းကိုပြန်ဟောတဲ့ဟာဘာလဲလဲဖရာဖရာဟောတယ်ဖရာဟောပဲမှန်ပါဗျာမောရတုတ်ဆိုတာလည်းပဲဖရာလောင်းဒီဥရောဘွားတုန်းက ရန်တာလုတ်ခဲ့တာတွေဟုတ်ဒါလည်းဖျားပြန်ဟောထားတယ်ဟာမှန်ပါတယ်တဆက်ကတုတ်ဆိုတာလေတရားမင်းကြီးရဲ့စစ်ထွက်တဲ့အခန္ဓာကိုနမူနာယူပြီးတော့ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃနုတ္တိဆိုတဲ့ဖျားကုန်တရားကုန်သံဃကုန်နေနဲ့လူတွေရဲ့ပေးရအန္တရာယ်တွေကိုကာဝယ်ပေးတဲ့သဘောဒါလည်းဖျားဟောတာပါမှန်ပါတယ်ဒီအင်္ဂုလိမာလာပြိဆိုတာအင်္ဂုလိမာလာအတွက်မြတ်စွာဘုရားဟောပေးတယ်။သူရဲ့ဘဝအစဉ်ပြေဖို့သူကရန်သူများတယ်ဟုတ် ်သူကတတ်ခဲ့တာတွေရန်သူတွေများတော့လူမှုအကျိုးပြုလုပ်ငန်းတစ်ခုကိုလှုပ်စေခြင်းအပြင်သူ့ပေါ်မှာအညိုတေးတွေဒီရန်သူတွေရောပါတော့မှန်ပါဗျာမေတ္တာနဲ့လှုပ်ပေးတာပေါ့နော်နောက်ပြီးတော့ဘုဇင်တုတ်ဆိုတာလည်းပဲမြတ်စွာဘုရားဟောတာပါပဲဒါပေမဲ့ဘုဇင်တုတ်ဘူးရင်းကိုဘူးရင်းကိုချုံးပြီးတော့နောက်ဆရာတွေရေးထားတာအခုပရိတ်ကြီးထဲမှာပါတယ်ဘုဇင်တုတ်ကမှန်ပါဗျာအဲ့ဒီအိဗယ်ကို ခပြာနဲ့စီပြီးတော့ကာရာနဲ့စီပြီးတော့ဒါနောက်မှရေးထားတယ်မှန်ပါဗျာဒါတော့ဘုရားတည့်ရဲ့ဟောတာတတ်တတ်ရှိတယ်မှန်ပါဗျာမှန်ပါနောက်ပုဗ္ဗနတုဆိုတာလေဘုရားဟောတဲ့ဟာတွေပါတယ်စုပိုက်ပြီးတော့ထည့်ထားတာပေါ့နော်မှန်ပါဗျာအတ္တနာတိယတုဆိုတာတော့မြတ်စွာဘုရားဟောတာမဟုတ်ဘူးနတ်မင်းကြီး၄ပါးဝိသောနတ်မင်းကြီးဥဆောင်တဲ့နတ်မင်းကြီးတွေဟာသူတို့အုတ်ထိန်တဲ့သူတို့ရဲ့ဟို အုတ်ထဲမှုအောက်မှာရှိတယ်သိုးစွမ်းတဲ့ဘလူးတွေရှိတယ်မှန်ပါဗျာအဲ့ဒီကောင်တွေကိုသူတို့ထိန်းချုပ်လို့တချို့ကမရဘူးမရတော့အဲ့ဒါတွေကိုထိန်းချုပ်ပြီးတော့ဖရာတရားတန်ခါကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအနည်းငယ်မပြုတ်နိုင်အောင်လို့သူကအမိန်ပြန်တဲ့သဘောဟောတာမှန်ပါအဲ့ဖရာစစ်ခိုးတွေပါပဲအဓိကတော့ခုပြင်ရေးထားတာတချို့ကအချို့ကဖရာဟောတာတချို့ကဖရာဟောတာမဟုတ်ဘူးအချို့ကတော့ခုနကလိုနမင်းကြီးတွေရှောက်သွားတဲ့စကားကိုပဲဒီတိုင်းထားတာ မှန်ပါဗျာမှန်ပါအဲ့လိုမှန်ပါဗျာအဲ့တော့အဲ့ထဲမှာမောရတုတ်ကတပြည့်တော်ကိုနားလေထားသလောက်နေမင်းရဲ့ဂုံတော်ကိုချီးကျူးတဲ့ခါရာဖြစ်တယ်လို့သိတာပါဗျာဟုတ်တယ်အဲ့တော့နေမင်းရဲ့ဂုံကိုချီးကျူးတာ ਨੇ ဘာကြောင့်အစွမ်းထက်ပြီးတော့အန်ရကင်းတဲ့ခါရာတပုတ်ဖြစ်လာမှာလဲရှင်ဗျာနေမင်းကိုတိုင်းတယ်ရနေမင်းနေမဟုတ်ဘူးအဆုံးမှာဖျားဂုံကိုအာရုံပြုရှ िख ိုးရပါတယ်ရေပြမနာဝေရကုသဗ္ဗတံမိတိမိနမောဆိုဖျားရှ िख ိုးရပါနေမင်းနေရှ िख ိုးရမဟုတ်နေကြီးကိုတိုင်းတယ်လိုက်တာတိုင်းတယ်ပြီးတော့ ရှေးပြမနာဝေရကုဆိုပွင့်တော်မူခဲ့တဲ့ဖရာတွေအားလုံးဖရာရှိခိုးရပါတယ်အဲ့ဒီဖရာရှိခိုးတဲ့အစွမ်းမှန်ပါဗျာနော်မှန်ပါဗျာမှန်ပါနေရဲ့အစွမ်းမဟုတ်ဘူးဖရာရှိခိုးတဲ့သူယင်တဲ့ကအစွမ်းမှန်ပါဗျာမှန်ပါ